this movie was bananas. They asked me if I was a fan of heights. Yeah, Stone X match ဆိုပါရဲ့လက်ရှိတန်တဘိုးရုပ်ရှင်ကဒီနှစ်ဒီမှာ MCU အတွက်အကောင်းဆုံးရုပ်ရှင်တစ်ခုဖြစ်လာတယ်ဆိုပြီးတော့သတ်မှတ်ထားကြတာကိုတတိထားမိကြမှာပါ But Eddie ရုပ်ရှင်က fake နေနိုင်နေဆိုရင်ကော Oh man. Valet အခုဗီဒီယိုမှာတော့တန်တဘိုးစရုပ်ရှင်အတွက်သူတို့ပထမရည်ရွယ်ခဲ့ကြတဲ့ original plan မြင်ရဖို့အထိအနည်းဆက်ဆုံးဖြစ်ခဲ့တဲ့ JMCU ရုပ်ရှင်လေးလိုပဲဖေးသွားနိုင်ခဲ့တဲ့တန်တဘိုးစရုပ်ရှင်ရဲ့ပထမ plan ကဘာဖြစ်မလဲဆိုတာနဲ့အတူအဲ့ဒီ plan မှာပါဝင်ခဲ့တဲ့ Zimo နဲ့ Kind of Conqueror တို့ရဲ့ credit scene တွေကဘာတွေဖြစ်မလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးတော့မှာမို့လို့စိတ်ဝင်စားကြရဲဆိုရင်ဗီဒီယိုလေးကိုစုံအောင်အထိကြည့်သွားပေးကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ USB ပြန်လေးခံပြီးရကြည့်ပေးကြဖို့ရတက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်အထိကြည့်ပေးကြ ဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ am vengeance. I am the night. I am Batman. โอเคတန်နဘိုးရုပ်ရှင်ရဲ့ပထမ original blend ဒီပထမ main villain ဖြစ်တဲ့ kind of conqueror အတွက်ဇလန်နဲ့တိုက်ရိုက်ချိတ်ဆက်သွားမယ်ရုပ်ရှင်တစ်ခုဖြစ်ခဲ့ပါတယ် originally အခု2025မေလ9ရက်နေ့မှာဆိုရင် Avengers 5 Kang Dynasty ရုပ်ရှင်ကထွက်မယ်ဆိုပြီးတော့ officially ကြေညာခဲ့တာပါဒီကြားထဲမှာပြောင်းလဲမှုတွေအများကြီးလုပ်ပြလိုက်တာနဲ့နောက်ဆုံးအချိန်ကြာမှာလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်လိုက်တာကတန်နဘိုးရုပ်ရှင်အတွက်မှန်သွားတယ် payoff ဖြစ်သွားတယ်ဆိုပြီးတော့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့အစပလန်အရဆိုရင်တန်နဘိုးရုပ်ရှင်ဒီဒီလောက်အထိလေးနက်ဖို့အတွက်မရည်ရွယ်ခဲ့ပါဘူးရုပ်ရှင်မှာဆိုရင် main villain ဖြစ်တဲ့စ sentry လည်းမပါဝင်ခဲ့တယ်လို့ taskmaster ကလည်းအဆုံးအထိအသက်ရှင်သွားမယ် main villain က US agent John Walker ဖြစ်နေမှာဖြစ်ပါတယ်သူတို့တွေးထားခဲ့တဲ့ plan အရာဆိုရင်အဆုံးမှာမှလူဆိုးပြောင်းသွားပြီးတော့ထားပေါက်တာဒီ sentry မဟုတ်ဘဲနဲ့အသေးနဲ့မှပဲရုပ်ရှင်တဝက်လောက်အတူတူရှိနေမယ် US agent ကအဆုံးမှာစိတ်ရိုင်းဝင်ပြီးလူဆိုးပြောင်းသွားပြီးတော့ Thunderbolts တွေကိုတိုက်ခိုက်မှာကိုမြင်ခဲ့ရမှာပါ plot အရာဇလန်းအရာဆိုရင်တော့ US agent ဒီနောက်ဆုံးတူထိုးခဲ့တဲ့ super soldier serum ကအမြဲတမ်းအတွက်မဟုတ်ဘဲနဲ့ပြပြချသွားနေတဲ့အတွက် Valga သူ့ကိုတိတ်တိတ်လေး super soldier serum စေးတွေကိုထိုးပေး နေခဲ့တာဖြစ်ပါတယ်။ဗာကဒီနှစ်တွေမှာသူ့ကိုဆေးဆွဲတယ်လို့ဖြစ်အောင်ဒီဆေးတွေကိုထိုးပေးနေခဲ့ပြီးတော့သူ့အတွက်မကောင်းတဲ့အရာတွေ mission တွေကိုလုပ်ပေးနေခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းရုပ်ရှင်အစောပိုင်းမှာဆိုရင် US agent ကိုပို့ပြီးတော့စိတ်ရိုင်းဝင်နေတဲ့ပုံစံမျိုး Evil Sand နဲ့ပုံစံမျိုးအနေနဲ့ပရိသတ်တွေကမြင်ခဲ့ကြရမှာဖြစ်ပါတယ်။ But twist တစ်ခုကလည်းရှိနေသေးတာက Valdi လူထိုးပေးနေတဲ့ဆေးတွေထဲမှာ gamma radiation တွေကိုပပလေးထည့်ပြီးတော့အစိတ်ခံနေခဲ့ခြင်းလည်းဖြစ်ပါတယ်။ဒါကြောင့်ရုပ်ရှင်ရဲ့အဆုံးသတ် final fight မှာဆိုရင် US agent က A bomb ဆိုတဲ့ hawk form ကြီးအပြာရောင် hawk ပုံစံကြီးကိုပြောင်းလဲ ဲသွားမှာဖြစ်ပါတယ်။ A Bomb Zerati Comic ထဲမှာ Incredible Hulk Bruce Banner ရဲ့တငယ်ချင်း Rick Jones ဆိုတဲ့ character ဖြစ်ပါတယ်။ Hero တပေါ်မျိုးလည်းဖြစ်ပါတယ်။ဒီမှာတော့သူတို့က MCU ရဲ့အနာဂတ်ရုပ်ရှင်တွေမှာ US Agent ကို Hulk form ပုံစံမျိုးအနေနဲ့ဆက်သွားဖို့အတွက်ရည်ရွယ်ခဲ့ပုံရပါတယ်။ And the same way ရုပ်ရှင်ရဲ့အဆုံးသတ်မှာဆိုရင် Bob ကို Hero တွေကဝိုင်းဖက်ပြီးတော့ကူတာပေးခဲ့ရတယ်လို့မျိုး US Agent ရဲ့ Hulk ကြီးကိုလည်းဝိုင်းဖက်ပြီးတော့လူပုံလူ form ကိုပြန်ပြောင်းအောင်အတွက် Hero တွေကကူတာပေးရမှာမျိုးဖြစ်ပါတယ်။ But မတုံဖြစ်ခဲ့တဲ့အခု idea အခု plot မျိုးကိုသူတို့က Captain America Brave New new war ရုပ်ရှင်အတွက် red hawk အတွက်ဇလံအဖြစ်ပြောင်းလဲအသုံးပြုခဲ့တယ်ဆိုတာကိုလည်းမြင်ခဲ့ရမှာပါ anyway သူတို့ရဲ့ဒီအစားပလန်မှာဆိုရင် task master ကိုလည်းရုပ်ရှင်အစုံအထိထည့်သွင်းခဲ့ပါသေးတယ် task master ကနောက်ဆုံး version မှာဘာလို့တည်ခဲ့ရတာလဲဆိုပြီးတော့မေးမြန်းကြတဲ့အချိန်မှာတော့သူတို့ရဲ့အဖြစ်အရစိတ်သက်ကြခြင်းမှာလည်းကဲတင်လို့မရနိုင်တဲ့အထိဆိုးရွားနေတဲ့သူတွေရှိတယ်ဝမ်းနဲ့စရာကောင်းပေမဲ့အရာကအမှန်တရားပဲအဲ့လိုလူတွေကအများနဲ့တည်ဆုံသွားကြရတတ်တယ်ဆိုပြီးတော့လည်းဖြေသွားခဲ့ပါတယ် meaning အခုစိတ်ကြ Avengers အဖွဲ့မှာပါဝင်ဖို့အထိကို task master ကြုံတွေ့ခဲ့ရတဲ့ဘဝဆက်ကြောင်းတွေ ေကဆိုးရွားလွန်ခဲ့တယ်။သူ့မှာစိတ်ရိုင်းကလွဲပြီးတော့ဘာမှရှိမနေတော့ဘူး။ Beyond Saving ကတင်နိုင်တဲ့အတိုင်းထားအထက်ကိုကျော်လွန်သွားတဲ့သူမျိုးတွေလည်းရှိတတ်ကြတယ်ဆိုပြီးတော့ Dark Sense and Reality ပဲ။အဲ့လိုလူတွေကြတော့သေဆုံးတာကိုပြဖို့အတွက်လိုအပ်တယ်။အဲ့လိုလူတွေကိုကြတော့ဖတ်ပြီးတော့ကုသလို့လည်းမမီနိုင်တော့တဲ့လူတွေဖြစ်တယ်ဆိုပြီးတော့ဖြေချသွားခဲ့ခြင်းဖြစ်ပါတယ်။ကြည်ရတာကတော့အဲ့ဒီပထမပလန်မှာဆိုရင် Test Master ကသူ့ကိုတပ်ပစ်ခဲ့တဲ့ Ghost နဲ့ပို့ပြီးတော့ယဉ်နီးခဲ့ကြရမှာဖြစ်ပါတယ်။ Next နောက်ဆုံးမှာတော့ရုပ်ရှင်ဒီ Final Cut မှာလိုပဲ Credit Scene နှစ်ခုပါဝင်ခဲ့ပါတယ်။ပထမတစ်ခုကတော့လူကြိုက်များတဲ့ Villain Baron Zemo အတွက် credit ဆင်ဖြစ်ပါတယ်ပြသွားတာအရာဆိုရင် Thunderbolts ရုပ်ရှင်တစ်ခုလုံးကအဖြစ်အပျက်တွေအပြင် Valkyrie ကနောက်ွယ်ကနေပြီးတော့ကြိုးကင်နေတာက Zemo ဖြစ်တယ်ဆိုပြီးတော့ပြသွားလိုက်မယ်ဒါပြင်သူကဒါတွေအားလုံးကိုထောင်အပြင်အောင်မှမထွက်ဘဲနဲ့ The Raft ဆိုတဲ့ ထောင်ငန်းချင်းချင်းလေးတွေကနေပြီးတော့ chess ကစားနေလိုမျိုးစစ်တူရင်ကစားနေလိုမျိုးကစားနေခဲ့တာဖြစ်ကြောင်းကိုမြင်ရသွားမှာဖြစ်ပါတယ်ဒီမိုကိုနောက်ထပ်လာမယ့်ရုပ်ရှင်လေး face တွေမှာ big bet တယောက်ပုံစံမျိုးအနေနဲ့ set up လုပ်သွားချင်တာမျိုးဖြစ်ပါတယ်ဒုတိယ credit scene ကတော့ tenable ရုပ်ရှင်အပြီးမှာပဲ set up ထွက်လာမယ့် gang dynasty ရုပ်ရှင်အတွက်ရည်ရွယ်ထားခြင်းဖြစ်ပါတယ် elementary ရုပ်ရှင်အစုံမှမြင်ခဲ့ရတဲ့ gang the conqueror တို့စုကြပြီးတော့ gang ကောင်စော်ကြီးမှာ gang version နဲ့အကုန်လုံးစုမိသွားကြတဲ့အခါမှာသူတို့ကဘာတွေလုပ်မလဲဆိုတာကိုပြသွားကြမှာမျိုးဖြစ်ပါတယ်အခုရုပ်ရှင်အစုံမှာ fantastic 4ကကဘာစီ ီကိုကြာလာခဲ့တယ်လို့မျိုးကိုင်းဗာရှင်းတစ်ကောင်ကောင်ကကဘာစီကိုဥတီပြီးတော့ထွက်လာမှာကိုပြပြီးတော့အဆုံးသတ်သွားမှာလည်းဖြစ်ပါတယ်ပထမကိုင်းတဲ့ကွန်ကရာအတွက်ဇလန်ကသူတို့အခုရည်ရွယ်ထားတယ်လို့ဟီးရိုးတွေအများကြီးနဲ့ခြားကြရတာနဲ့လည်းပို့ပြီးတော့ကြိုက်တယ်လို့ထင်ပါတယ်ဥမာမြောင်များလာစွာတော့ဟီးရိုးတွေဟီးရိုး60ကျော်လောက်ကတစ်ဖက်မှာလာမဲ့ကိုင်းတဲ့ကွန်ကရာရဲ့ variant တွေ version အဆုံးနဲ့ခြားကြရမယ်ဇလန်မျိုးဖြစ်ပါတယ် list ထဲမှာစရင်ထဲမှာဟီးရိုးတွေအများကြီးပါဝင်နေတာကအခုလိုမျိုးဒေါက်တာဒွန်းတယောက်တည်းကိုရှင်းချရမှာတစ်ဆိုင်အဲ့လိုကိုင်းနဲ့အများကြီးနဲ့ခြားရတာကပို့ပြီးတော့လိုက်ဖက်တ ယ်လို့လည်းထင်ပါတယ် still tenable ရွှေရှင်ကအဲ့ဒီပထမပလန်ဖြစ်မလာခဲ့တာကိုတော့ကျေးဇူးတင်ရမယ်ဖြစ်လာခဲ့မယ်ဆိုရင်တော့ quantum mania တို့ eternals တို့ the marvels တို့လို့ဖေးခဲ့တဲ့ရုပ်ရှင်တစ်ခုစရင်တွေကိုပါဝင်သွားမှာလည်းဖြစ်ပါတယ် so creator တို့ကဘယ်လိုထင်ကြလဲ tenable ရွှေရှင်မှာပါဝင်ခဲ့တဲ့ original plan နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်ကြလဲဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရတက်လာတဲ့ညညာလေးတွေကိုစုံအောင်တည်ကြည့်ပေးကြဖို့အတွက်လည်း down ဆိုကြပါတယ်နောက် ီဒီယိုတွေမှာပဲတွေ့ကြရအောင်